လာပါရှင်။ AMG မှဒီကနေ့ရရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမကတော့နန့်ကြီးဖောင်ပွားပါ။ဒီနေ့တင်ဆက်မယ့်သတင်းတွေကတော့စစ်ကောင်စီရဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်အောင်တရားခွန်မမရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့တဲ့သတင်း။မန္တလေးမြို့တွင်အထမစစ်မှုထမ်းမဲနိုင်ဖို့ပလီများအားအတန်ချက်ဆက်များနဲ့ကြီးညာရန်စစ်တပ်ကဖိအားပေးတဲ့သတင်း။စစ်တပ်ကတန်းဆယ်မြို့တွင်အင်ဂျင်900ခန့်ရှိရွာကြွာကို ထပ်မံမီရှို့နေတဲ့တွင်မြရီမျိုးကြားဖြန့်လုပ်ငန်းများသို့ပို့ဆောင်မည်စတားလင်38လုံးမဲဆောက်တွင်ဖမ်းဆီးရမည်တဲ့တွင်တိတ်ရှိန်ရွှေဆိုင်ကိုတနတ်တုဖြစ်လူရက်သူများဟာအသက်20ဝန်းကျင်ရှိသူလူငယ်များဖြစ်နေတဲ့တွင်လိုပဲဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကိုတရခုံမမရှော့တိုက်ဒုံများနဲ့တိုက်ခိုက်ခဲ့ကြောင် Brave Warrior for Myanmar BWN အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဆိုပါတိုက်ခိုက်မှုကို Brave Warrior for Myanmar BWN ကဥဆောင်စီမံမှုနဲ့အတူ Freedom Revolution 4 FRF ရန်ကြီးအောင်ဘုဒ္ဓလင်း Shadow မုံရွာနဲ့ Democratic Ranger အဖွဲ့တို့ကပူးပေါင်းပြီးမတ်လ23ရက်နေ့ည9:43မိနစ်မှာစကိုင်းတိုင်းမုံရွာအခြေဆိုင်စစ်ကောင်စီရဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းရှိတိုင်းစစ်ဌာနချုပ်ယုံနဲ့ MISMT စစ်ရဟရင်ရနာကွင်းတို့ကိုတရက်ခုံမမရှော့တိုက်တုံးသုံးလုံးနဲ့တိုက်ခိုက်ခဲ့ရာနှလုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခဟာစကိုင်းတိုင်းမကွေးတိုင်းနဲ့ချင်းပြည်နယ်တို့ရှိစစ်ကောင်စီရဲ့လက်ရုံးတပ်ဖွဲ့များကိုစီရဲကုကဲမှုပေးနေတဲ့စစ်ဌာနချုပ်ဖြစ်ပြီး၎င်းဒေသများရှိပြည်သူများကိုစစ်ကြောင်းထိုးတပ်ဖြတ်ခြင်းအစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းလေရင်များ စက်တက်လေထင်းများနဲ့ဘုံကျဲတက်ဖြတ်ခြင်းတို့ကိုပြုလုပ်နေတဲ့တိုင်းစစ်ဌာနချုပ်ဖြစ်တာကြောင့်ခုလိုတိုက်ခိုက်ရတာဖြစ်တယ်လို့ BWM ကဖော်ပြထားပါတယ် BWM နဲ့မဟာမိတ်အဖွဲ့များကအညာဒေသຫນွေဦးတော်လန်ရေးအင်အားစုများရဲ့အဓိကရန်သူဌာနချုပ်ဖြစ်တဲ့နာမခကိုဖက်စစ်တော်လန်ရေးနေ့အကျိုးလက်ဆောင် BWM Mission 32ဖြစ်သတ်မှတ်ပြီးတိုက်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့စက်ကြနယ်စဉ်ရက်ွက်ထဲကအထက်ခတုံးချောင်းအတွင်းမှာအထမစစ်မှုရန်အတွက်မဲနိုင်ဖို့ရက်ွက်အတွင်းရှိဗလီများကိုစစ်တပ်ကဖိအားပေးပြီးဗလီပိုင်အတန်ချက်ဆက်များနဲ့ကြီးညာဖို့အတင်းအထမစေခိုင်းကြကြောင်းသိရပါတယ်။ယခုလဟာအစ္စလမ်ဘာသာဝင်တို့ရဲ့လာဒူးလမြေဥပုပ်ကာလဖြစ်ပါတယ်။ရက်ွက်အတွင်းရှိစစ်တပ်လက်ဝေကများကယခုလကုန်ဧပြီလဇန်းမှာကြာရောက်မဲ့8နှစ်နောက်ပိုင်းမှာ အစ္စလမ်ဘာသာဝင်များကိုပြစ်မှတ်ထားပြီးအတင်းအဓမ္မစစ်မှုထမ်းခိုင်းမှုဆောင်ရွက်နေကြကြောင်းဝိုက်ဆော်မန္တလေးက AAMNG ကိုပြောပါရယ်။ဒါအပြင်အဓမ္မစစ်မှုထမ်းဖို့လူမပေးတဲ့အိမ်များဟာဗလီဝင်းအတွင်တည်ရှိပါကသာသနာပိုင်ဖြစ်တင်စေခြင်းဝန်ပြင်မှာတည်ရှိနေပါကလည်းထိတ်ပိတ်ခြင်းတို့ကိုလှုပ်ဆောင်ဖို့စစ်တပ်လက်ဝေကံများကစီစဉ်နေပြီးဗလီများကိုလည်းဖိအားပေးနေကြောင်းသိရပါရယ်။မန္တလေးမြို့နယ်ပြည်သူတွေအနေနဲ့ အထမစစ်မှုထမ်းမဲနိုင်ရမှာမဲပေါက်ပြီးစစ်မှုထမ်းပါမာကိုစိုးရိမ်နေပေမဲ့စစ်တပ်ရဲ့ lobby channel တွေကတော့ဒီကနေ့မတ်လ23ရက်နေ့မှာအထမစစ်မှုထမ်းအပတ်စဉ်စနစ်အတွက်မနေ့လေးမျိုးရှိရက်ကွက်အသီးသီးမှာပျော်ရှင်တက်ကြစွာမဲနိုင်နေကြတယ်လို့ဝါရဖြန့်ဖော်ပြနေတာကိုတွေ့ရပါတယ်။မန္တလေးမြို့မှာအာဓမစစ်မှုရန်အတွက်ဖိအားပေးပြီးမိသားစုဝင်တွေကိုမဲနှိုက်ခိုင်းတာအာဓမစစ်မှုရန်အတွက်လူစားထိုးဖို့ ငွေကျပ်300နဲ့ချီတောင်းခံငွေညစ်တာတွေကိုစစ်တပ်လက်ဝေခံပြူစောတိမြနဲ့ပြည်သူစစ်တွေကလှုပ်ဆောင်နေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းတန်းဆယ်မြို့အတွင်းကအင်ဂျင်900ခန့်ရှိတဲ့ကျွန်းတော်ကုန်းရွာကိုစစ်တပ်ကထပ်မံမီးရှို့နေကြောင်း AMIG မှစုံစမ်းသိရှိရပါတယ်။ခုမနက်09:45လောက်ကစရှို့တာအင်ဂျင်900ကျော်ရွာကြီးပါ။ ဒီနေ့ကရွာကို300ခွဲရှို့နေတယ်။အရင်ကလည်းကျွန်းတော်ကုန်းရွာကို3ချိန်ထပ်မနေရှို့ပြီးသားပါ။ခုနေ့ကမီးရှို့တဲ့ခနုဆယ်ရဲ့မြောက်ဖက်ကရွာပါလို့ SSN စကိုင်းစကောက်နဝက AMIG ကိုပြောပါတယ်။အဆိုပါမီးရှို့မှုကြောင့်မီးလောင်ပျက်စီးသွားတဲ့အိမ်ရွတ်တွက်ကိုတော့မသိရှိရသေးပဲစစ်တပ်ရဲ့အင်တာနက်ဖြတ်တောက်ထားမှုတွေကြောင့်သတင်းရရှိမှုတွေနောက်နေကြန့်ကြာနေတာကို တွေ့ရပါတယ်။ပြီးခဲ့တဲ့မတ်လ20ရက်နေ့17ရက်ဝန်းကျင်ခန့်က တန်ဆယ်မျိုးအတွင်းအင်ဂျီ140ကျော်ခန့်ရှိတဲ့ခနုဆယ်ရွာကိုစစ်တပ်နဲ့စစ်တပ်လက်ဝေကံပြူစောထီတွေကရွာလုံးကျွမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ရတားပြည်သူတွေရဲ့နေအိမ်အမြောင်များမီးလောင်ပျက်စီးခဲ့ရပါတယ်။ထပ်မံပြီးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကမြန်မာနိုင်ငံမြောက်ပြည်မြို့အတွင်းရှိကြားပြန့်လုပ်ငန်းများကိုပို့ဆောင်မယ်လို့ယူဆရတဲ့ Starlink 38လုံးကို ထိုင်းမြန်မာနယ်စပ်မဲဆောက်စစ်စည်းရေးဂိတ်မှာထိုင်းဟာနာပိုင်များကဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းသတင်းတွေအရသိရပါတယ်။အဆိုပါစတားလင်တွေကိုချင်းမိုင်ခိုင်ကနေမြန်မာနိုင်ငံမြောက်ရီမြို့ရှိကြားဖြန့်လုပ်ငန်းများကိုပို့ဆောင်ဖို့တရုတ်နိုင်ငံသားတဦးကယူဆောင်လာရာထိုင်းနိုင်ငံတပ်ခိုင်မဲဆောက်မြို့နယ်ရှိစစ်စည်းရေးဂိတ်မှာထိုင်းအာဏာပိုင်များကဖမ်းဆီးလိုက်တာပါ။အဆိုပါတရုတ်နိုင်ငံသားဟာ Starlink အင်တာနက်ပစ္စည်းများထည့်ထားတဲ့ဂျက်ဖာ38ဖာကို ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှတဆင်မြန်မာနိုင်ငံမြောက်ရီမြို့ရှိကြားပြန့်လုပ်ငန်းများကိုပို့ဆောင်ဖို့ပစ်ကတ်ကားနဲ့တည်ဆောင်လာခဲ့တာဖြစ်ပါတယ်။အဆိုပါကျုပ်နိုင်ငံသားကိုထိုင်းအာဏာပိုင်တွေက ပေါ်ရဲစခန်းမှာထိန်းသိမ်းထားတယ်လို့သိရပါတယ်။နောက်ဆုံးသတင်းတပုတ်အနေနဲ့ရန်ကုန်မြို့ဗဘဲတန်းမြို့ရဲ26လမ်းနဲ့လမ်း30ကြားမဟာဗန္ဓုလလမ်းပေါ်ရှိတိတ်ချိန်ရွှေဆိုင်ကို တနတ်ထုပြပြီးလူရက်သူများဟာအသက်20ဝန်းကျင်ရှိ လူငယ်လေးများဖြစ်နေရကိုတွေ့ရပါတယ်။မတ်လ23ရက်နေ့မနက်ပိုင်းကတိတ်ရှိန်ရွှေဆိုင်မှာစိုင်းပိုင်ရှင်သမီးဖြစ်သူနဲ့ဝန်တန်းအမျိုးသမီး9ဦးတို့ရှိနေချိန်မှာမျိုးသား၄ဦးဟာစိုင်းတွင်းဝင်ရောက်ပြီးတနတ်ပြကရွှေရည်ပစ္စည်းမျိုးစုံ20ကျပ်သားခန့်ကာလပေါက်ဈေးငွေကျပ်3200ခန့်ကို လူရက်ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။အဆိုပါမျိုးသား၄ဦးကို ဂျမန်နဲ့နေလေအပိုင်းမှာပဲဘုတထောင်မြို့နယ်ဘောင်ကျော်လမ်းရှိကာဆာမြန်မာဟိုတယ်မှာရွှေတဲ့ပစ္စည်းများနဲ့အတူဖမ်းမိခဲ့တယ်လို့စစ်တပ်ပိုင်းမီဒီယာတွေကဖော်ပြထားပါတယ်။လူရခဲ့တဲ့မျိုးသားလေးဦးရဲ့တက်တွေကတော့အသက်18နှစ်တဦးအသက်19နှစ်နှစ်ဦးနဲ့အသက်20တဦးတို့ဖြစ်ကြပြီးသူတို့ဟာကာဆာမြန်မာဟိုတယ်ကိုမတ်လ20ရက်နေ့ကရောက်ရှိတဲခိုခဲ့တာဖြစ်ခါ ငွေကြေးလိုအပ်ချက်အရတိတ်ရှိန်ရွှေဆိုင်ကို လူရက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။လူရက်ရံမှာအုံပြုခဲ့တဲ့တနက်အတုကိုစူးလေဖျားနီမဟာဗန္ဓုလလမ်းပေါ်ရှိစတိုးဆိုင်တဆိုင်ကဝယ်ယူခဲ့တာဖြစ်ပြီးအဆိုပါတနက်ဟာကော်တနက်တလက်တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်ရဲ့အုပ်ချုပ်ရေးညံပြင်းမှုတွေကြောင့်ခိုးဆိုးလူနိုင်တွေပေါများလာခဲ့ပြီးအဆိုပါခိုးဆိုးလူနိုင်လုံနေကြသူတွေဟာလူငယ်တွေအများစုဖြစ်ခါ အုပ်စုဖွဲ့လူရတားတွေဟာလည်းမကြာခဏဆိုသလိုရန်ကုန်မြို့မှာဖြစ်ပေါ်နေပါတယ်ဒီကနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်ကျေးဇူးတင်ပါတယ်ရှင်